အားလုံးမမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်2026ကိုမပြောင်းခင်ပေါ့လေ2025ရဲ့နောက်ဆုံးဒါ Christmas Christmas Gala Festival Feature မှာ Boxing Day Feature ကို Premier League ဒါသူတို့အတွက်ပွဲစဉ်တပွဲပဲတတ်မှတ်ပြီးတော့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတော့ကျွန်တော်အင်္ဂလန်မှာဆိုရင် Boxing Day ဆိုတာကကျွန်တော်တို့ Christmas ပြီးတဲ့အချိန်ဒါ Christmas ပြီးတဲ့နောက်ရက်ပေါ့လေဆိုတော့ Christmas Eve မှာတပွဲကံနဲ့နောက်ဘောက်ဆင်း Christmas နေ့မှာနားတယ်ဘောက်ဆင်းဒေးလို့ခေါ်တဲ့ Christmas ပြီးနောက်ရက်နေ့26ရက်နေ့မှာတပွဲကံနဲ့ပြီးတာနဲ့ဇတိုက်ဇတိုက်ဇတိုက်ကံနဲ့အထူးသဖြင့်ဘောက်ဆင်းဒေးနေ့ဆိုရင်ပွဲတွေအားလုံးကိုတရက်ထဲမှာအများကြီးကံတယ်ပုံမှန်အားဖြင့်က i feature ကိုကျွန်တော်တို့ပြဒီ UK မှာဆိုရင်တော့ TNT Sport ပေါ့လေအရင်က BT Sport ကနေတိုက်ရိုက်ပြသတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာ Boxing Day feature ကို Premier League ကတောက်ကြနေကြာသွားတဲ့အတွက်ကြောင့် ောက်စင်တီကိုတပွဲပဲကံပြီးတော့စနေနေ့တနင်္ဂနွေနေ့မှာပုံမှန်တိုင်းတခြားပွဲစီကိုကံဖို့လုပ်တယ်ဆိုတော့ပုံမှန်အဖြစ်အပျက်ဘောက်စင်တီဆိုကျွန်တော် UK မှာအကုန်လုံးကပိတ်တယ်ဒါအစိုးရ office ရတော့ပိတ်တာတော့တပတ်လောက်ကြိုပြီးတော့ပိတ်တာများတယ်ဗျာဒါပေမဲ့တချို့ professional job တွေကလည်း3-5ရက်ကြိုပိတ်တာတဲ့အချိန်မှာဘောက်စင်တီက completely free ပဲဒါပေမဲ့ဘောလုံးပိတ်တဲ့တယောက်အတွက်ကျတော့သူက traditional ပဲဗျာအဲ့ဘောက်စင်တီနေ့မှာပွဲတွေအကုန်10ပွဲလုံးကံတာအများအပြားဖြစ်တာ ကံပြီဆိုရင်ပြည်သက်ကြုံတော်မြများကအဲ့သူတို့ပွဲတွေအားလုံးကိုတပြိုင်နက်အင်္ဂလန်ပရီးမီးယားလိချန်ပီယံရှစ်လီဝမ်ပါညာအကုန်ကန်ကြတဲ့အချိန်မှာအဲ့ feature ကိုဒီနေ့ကျတော့ထူးခြားခြားပရီးမီးယားလိကတပွဲပဲကံဖို့ဆုံးဖြတ်တယ်။အဲ့လိုသူတို့ပွဲတွေအများကြီးတယ်မှာ bouncing တဲ့ feature ကိုသူတို့တပွဲ pick လုပ်လိုက်တယ်။အဲ့ဒါက Manchester United အသင်းနဲ့ Newcastle United ရဲ့ပွဲကိုဒါပရီးမီးယားလိဘက်က feature ဖြစ်ရွေးလိုက်တယ်။တကယ်တော့အဲ့ဘက်ကပရီးမီးယားလိ feature ကရှိတဲ့အသင်းတွေကြောင့်ပြောပြမယ်။ Man United နဲ့ Newcastle United ရှိတယ်။ ဒါ Northern Forest နဲ့ Manchester City ရှိတယ် Arsenal နဲ့ Brighton ရှိမယ် Brentford နဲ့ Brentford နဲ့ Bournemouth ရှိတယ် Burnley နဲ့ Leeds United ရှိမယ် Liverpool က Wolverhampton ရှိမယ် West Ham United နဲ့ Fulham Chelsea နဲ့ Aston Villa, Sunderland နဲ့ Leeds United နဲ့ Crystal Palace နဲ့ Tottenham Hotspur စုစုပေါင်း10ပွဲရှိတယ်။ဒါပေမဲ့အဲ့ Boxing Day feature မှာ Premier League ကဘာလုပ်လိုက်လဲဆိုတော့ပုံမှန် Friday night မှာကန်တဲ့ပုံစံတိုင်းပဲ Boxing Day feature ဆိုကျွန်တော်တို့ပုံမှန်အဖြစ်ကနေ့လယ်12နာရီလောက်ကစကန်တာဗျာ။ကျွန်တော်မြန်မာစံတော်ချိန်ဆိုရင်ည9နာရီလောက်အဲ့ကနေ့နေ့လယ်3နာရီမှာအများကြီးကန်တယ်။အဲ့ဒါကပုံမှန် Saturday မှာကျင်းပတဲ့ပုံစံတိုင်းဇက်တိုက်ကန်သွားတာ။3နာရီဆိုည 6ခွဲမှာကံပဲပြီးတာနဲ့မြန်မာစံတော်နေ့လည်ညနေ9:00ခွဲမြန်မာစံတော်ချိန်ည12:00နဲ့နောက်ဆုံးပွဲကည8:00မြန်မာစံတော်ချိန်နနက်2:00ခွဲအဲ့ဒါပုံမှန်ပေါင်းစင်တီးကိုနှစ်စင်တစ်တိုင်းလုံးပြနေကြဒါပေမဲ့ဒီနေ့ကကြတော့အဲ့ဒါတွေအလုံးကိုရက်ပြီးတော့ Man United ပွဲတစ်ပွဲတည်းကိုပဲပေါင်းစင်တီး feature ထွက်ထားတယ်။နောက်အဲ့ဒါကပြီးတော့လည်း Manchester United ကိုပုံမှန် holiday ပုံစံတိုင်းပို့ပဲနေည8:00ပေါ့လေ UK မှာည8:00မြန်မာစံတော်ချိန်နနက်2:00ခွဲမှာ ဒါသူတို့ကံဖို့ဆုံးဖြတ်တယ်ဆိုတော့အာရှဘက်ကကြည့်တဲ့ကောင်တွေအတွက်ကကျတော့ဘောက်ဆင်းတီးကပုံမှန်ပွဲတွေအားလုံးကိုကြည့်နေရတာကနေတပွဲပဲကြည့်ရတော့မယ်။ဒါပေမဲ့အားရကတောက်ကြနေစနေနေ့လဲကြရော Northern Forest နဲ့ Manchester City, Arsenal နဲ့ Brighton, Brentford နဲ့ Bournemouth, Burnley နဲ့ Everton, Liverpool နဲ့ Wolverhampton နဲ့နောက် Fulham နဲ့ West Ham နဲ့ Fulham ပွဲရဲ့ Chelsea နဲ့ Aston Villa ရဲ့အားရကစနေနေ့မှာကံပြီးတော့ Sunday မှာ Sunderland နဲ့ Leeds ခရစ်စတယ်ပယ်လစ်နဲ့စပါ့ဆိုပြီးရွှေ့လိုက်တယ်။ဆိုတော့ဒါနဲ့ပတ်သက်လို့ UK မှာပေးတဲ့တော်တော်များများပေါက်ကွဲနေတယ်။ဘာလို့ဆိုတော့ traditional ကိုဖျက်ချလိုက်လို့ပေါ့လေ။အဲ့ traditional ဆိုတာကျွန်တော်တို့ပေးတဲ့တည်းကျတော့တည်တယ်ဗျ။အင်္ဂလာမှာဆိုရင် boxing day နေ့မှာဘလုံးဘွတ်သွားကြည့်တဲ့ခါမှာသဘောကျကြတော့ကောင်းတယ်ဗျ။ boxing day နေ့ကဘာလဲဆိုတော့ကျွန်တော်တို့အင်္ဂလာမှာရှိတဲ့ shopping center တွေတော်တော်များများမှာဒါ sign ဒီအားလုံးကိုမနဲ့အစိုးရသွားပြီးတော့ discount တွေအများကြီးပဲ short ချတယ်ဗျ။အဲ့ချိန်ကျမှဟိုအဝယ်စားဝယ်တဲ့သူနဲ့ဘာနဲ့အဲ့လိုမျိုးဒါပွဲတော်ရက်ကြီးဗျ။ ိုက်ပွဲတော်ရဲ့ကြီးမှာဘောလုံးပိတ်တက်ကလည်းဘောလုံးပွဲတွေကိုသွားတယ်ဘောလုံးပွဲကြီးကြတယ်ဒီတစ်ခါကျတော့ဘောလုံးပွဲတပွဲပဲရှိတယ်အဲ့ဒါလည်းညပွဲတပွဲပဲရှိတယ်ဆိုတော့ဒါသူတို့ရဲ့ traditional ကိုဖျက်လိုက်တဲ့ဆွဲအတွက်ကိုတော်တော်လေးပောက်ကွဲနေတယ်ဆိုတော့အင်္ဂလန်ဘောလုံးပွဲချုပ်က UEFA ကတော့ပုံမှန်တိုင်းဆက်ကံပဲ FA ကလည်းပုံမှန်တိုင်းကံပဲဒါပေမဲ့အဲ့ feature ကစနေနေ့မှာဒါဆက်ပြီးတော့ဗောလေ26နှစ် bouncing the feature မှာ Newcastle United နဲ့ Manchester United က Ultra Foot မှာကံတဲ့ပွဲပြီးတာနဲ့29မှာ ဒါကျွန်တော်တို့တခြားပွဲစဉ်တွေ28မှာပုံမှန် feature တိုင်းသွားမယ်လို့ကြေညာလိုက်တယ်ဆိုတော့ပေါင်စင်တေးနဲ့ပတ်သက်လို့ဒီတစ်ခေါက်ကတော့ Manchester United နဲ့ Newcastle United တပွဲတဲ့ကံပူ Premier League ကရွှေထုတ်ခဲ့တဲ့အပေါ်ပြိုင်ပတ်ပိတ်တတ်တယ်အားလုံးကတော်တော်လေးတော့စိတ်ပြက်နေကြတယ်ဒါသူတို့ခံစားချက်ပေါ့ဗျာသူတို့ရဲ့ traditional ကိုဖျက်လိုက်တယ်ဆိုတဲ့အချက်ကိုတော်တော်လေးပေါက်ကွဲနေကြတာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်